ကိုယ်တိုင်မြေပြင်မှာဆင်းတဲ့အချိန်မှာလည်းတကယ်လိုအပ်ချက်တွေလည်းအများကြီးလည်းတွေ့ရတယ်ဆိုတော့ကိုလူပြီးလူသိန်းသလောက်လည်းလူပြီးသွားပြီအခုကျွန်တော်ဆိုရင်အဲလူငွေကောက်ခံရရှိတာသိန်း900 900ဆယ်ပေါ့နော်900ဒေရမှာကျွန်တော်အခုလူပြီးရဆိုရင်သိန်း600ဒီပါရှိသွားပြီဒီအခုကလည်းပြန်လဲထူထောင်ရေးကာလာပေါ့နော်ဟိုရောက်နေပြီသူတို့လည်းတကယ်လှူနေရတွေ့တော့အေးလေတကယ်ဟိုအရန်လှူခြင်းနဲ့စိတ်ဖြစ်လာလို့အာဒီမှာလာလို့ဖြစ်တာပါဟုတ်ကဲ့ ဲဒီနေ့ကတော့3000ဆောင်လှူလှူရလိုက်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ ဟုတ်အေးဒီနေ့လာလို့ဖြစ်တာကတော့ဒီ1 on 1ရဲ့အတင်းပါပေါ့နော်အေးကတောက်လျှောက်ဒီ Facebook မှာလည်းငယ်နဲ့တွေ့ရတယ်သူတို့ဒီစပြီးတော့ငယ်လေးဖြစ်ပြီးတော့ဒီ31ရက်နေ့လေးကိုဝင်နေပြီးထိသွားပြီးတတိယရောက်လုံနေအောင်ဟိုတွေ့ရတော့ပေါ့တောက်လျှောက်လည်းအဆက်မပြေတောက်လျှောက် run နေရတွေ့ရောဟောပြီးတော့သူဒီအခုကလည်းပြန်လဲထူထောင်ရေးကာလာပေါ့နော်ဟိုရောက်နေပြီသူတို့လည်းတကယ်လုံနေရတွေ့ရောအေးလည်းတကယ်ဟိုအရန်လူချင်းနဲ့စိတ်ဖြစ်လာလို့အာဒီမှာလာလို့ဖြစ်တာပါဟုတ်ကဲ့ငယ်လေးစဖြစ်တဲ့နေ့ကစပြီးတော့တကယ်ဟိုတကယ်လိုအပ်တဲ့ တန့်နေပေါ့နော်တန့်နေတကယ်အမိုးအကာတွေနဲ့ဟိုတကယ်လုံးလုံးပြည့်မဲ့တန့်နေတော်တော်များများကိုလည်းအဲလှူထားတာလည်းတွေ့တယ်ပြီးတော့မြေပြင်မှာဆင်းပြီးတော့တကယ်ကိုထီရောက်လူနေရဖြစ်တာကြောင့်လည်းအဲကျွန်တော်လာလူဖြစ်တာပေါ့နော်အခုဆိုလည်းအဲတို့အိမ်အောင်အိမ်အောင်တစုစာကို3သိန်းခွဲနဲ့ဟို business တွေဖြစ်တဲ့အဲ့လိုမျိုးချင်းတောင်းတွေခေါင်းတွေပြီးတော့စန်စီစာပြီးတော့ငွေကျပ်3သိန်းမှာပြီးတော့ငွေကျပ်3သိန်းမှာပါအဲ့ဒါဆိုတော့ကျွန်တော်အခုကအိမ်အောင်22စုစာအတွက်ကျွန်တော် ကောက်ခံရရှိကြတဲ့လူငွေတွေကနေတချို့ပေါ့နော်ဒီမှာလာပြီးတော့လှူတာပါဟုတ်ဟုတ်ကဲ့အေးကတော့အဲဒီနေ့ကတော့3000တောင်စာလှူလှူရလိုက်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့သွားထားတဲ့နေရာတွေဆိုလို့ရှိရင်လည်းတတဦးပြင်မနာပြင်မနာနေပြီးတော့ဘုံကိုဘုံကိုအခုကအင်းလေးအခုကအင်းလေးအင်းလေးအင်းလေးသွားပြီဒီနေ့17ရက်နေ့ဆိုတော့အင်းလေးအများတော့အများကြီးပဲဟုတ်သူတို့သွားတဲ့နေရာတွေကလည်းအေး များတယ်တကယ်လည်းထိရောက်တဲ့တကယ်ကိုပျက်စီးရဲ့တကယ်ကိုနေရာတွေပဲသူတွားတာဆိုလို့ဟုတ်တယ်ဟိုတကယ်လည်းထိထိရောက်ရောက်နေကိုတကယ်မြေပြင်မှာပေါ့နော်အလေလွတ်မရှိအောင်လူပေးနေရာတွေလည်းတွေ့တော့ဟို ကိုယ်ကိုလည်းဒီခုနှစ်သာသမီလာလူထားတဲ့အလူငွေတွေလည်းအလိုဖိတ်ဆင်ဖြစ်မှာလဲဆိုရဲပြီးတော့တာဝန်တဲ့ကြီးရဲကြီးတော့ကျွန်တော်ကိုယ်တိုင်လည်းမြေပြင်ကိုတကယ်ဟိုဘောနော်ကုမသွားနိုင်တဲ့နေရာကြီးလည်းရှိတယ်ဗောနော်ရှိတော့တကယ်ကိုထီရောက်နေလဲဒီအသင်းကသွားပြီးတော့လှုပ်ရှားနေတာဖြစ်တဲ့အတွက်ဒီမှာလာလူဖြစ်တာပါဗော ဒီအေရုခုလိုပြောဖြစ်တယ်ဆိုတာကလည်းတခြားအေရုရဲ့ဒီအင်တာဗျူးတွေကြီးရဲခါကြရင်တခြားလူကျင်တဲ့လူရှင်တွေဒီပရိသတ်တွေတွေကလည်းဆိုတော့အေရုကဒါနိုင်ငံနှိုးဆော်ပြီးရဲ့ဟာမျိုးတူတူပဲဆိုတော့ဟိုတကယ်ဟိုအေရုကသိစေချင်တာပေါ့နော်ပြဒီမှာလည်းတကယ်ထတိရောက်လုံးနေရဆိုတော့တကယ်ကိုယုံကြည်ပြီးတော့ဒီမှာလာပြီးတော့လူလန်းလို့ရရဲ့ဆိုတာဟာလေအေရုကဒါပြောပြပေးချင်တာဟုတ်အခုကဟိုအိမ်တော်တစုစာကို 3သိန်းခွဲနဲ့သတ်မှတ်ထားတယ်ပြီးတော့အဲ3သိန်းခွဲမှာ3သိန်းလဲပါမယ်ပတ်စံငွေငွေသား3သိန်းနဲ့ခုနကကျွန်တော်ပြောတဲ့ basic needs တွေကိုအခုစုစုပေါင်းအိမ်အောင်စု2500စာအကုန်လုံးလည်းဝယ်ပြီးသွားပြီးအခုစလည်းလှူနေပြီပေါ့နော်စုနေဖြစ်တော့ဒီခုနကသားသမီးဒီပြည်သူတွေတည်းကလည်းအဲဒီငလင်တန်းခံရတဲ့အဲပြည်သူတွေအတွက်လှူဒန်းခြင်းနေဆိုရင်ဒီဝါယာဝိုင်းလေးအသေးမှလာရောက်လှူဒန်းနိုင်ပါတယ်ဟုတ် အဲဘာလို့လဲဆိုတော့ကျွန်တော်ကိုရိုင်းကဟိုမြေပြင်မှာဒီမြေပြင်မှာဆင်းလူတဲ့အချိန်မှာဟိုပေါ့နော်တကယ်အသိအဖွဲ့စည်းတွေကသွားရတဲ့အဲ flow နဲ့သွားရဆိုရင်တော့ကိုအဆင်ပြေမယ်ပေါ့နော်ကိုရိုင်းမြေပြင်မှာဆင်းတဲ့အချိန်မှာလည်းတကယ်လူအပ်ချက်တွေလည်းအများကြီးလည်းတွေ့ရတယ်ဆိုတော့ကိုလူပြီးလူတင်းတဲ့လောက်လည်းလူပြီးသွားပြီအခုကျွန်တော်ဆိုရင်အဲလူငွေကောက်ခံရရှိတာသိန်း900 980ပေါ့နော်980တဲ့အမှကျွန်တော်အခုလူပြရဆိုရင်သိန်း600 မိပါရှိသွားပြီဒီအင်းလေးမှာအိမ်အိမ်ပေါ့နော်အိမ်ပြန်ဆောက်ပြီးတဲ့အဟောင်းလဲအိမ်နှလုံးလူထားတယ်အပြီးတော့တကယ်ငွေသားပေါ့နော်ဒီအိမ်နေတိုက်တီပြူပြီးတော့ဟိုလူတွေပါအသေးဆုံးခင်ရတဲ့အိမ်နေဆိုလဲကျွန်တော်ကိုယ်တိုင်နဲ့မိပြမဆင်းတဲ့အချိန်မှာဒိန်း20 30 35တိန်းဆိုပြီးကျွန်တော်သတ်မှတ်ပြီးတော့ဟိုအခြေအနေရပေါ့နော်ကျွန်တော်လူရန်ထားတယ်လူရန်ထားတော့အခုဒီဟာကတော့ဒါအိမ် အိမ်တောင်စုတွေတော်တော်များများကိုလည်းတကယ်စနစ်တကျနဲ့တိုင်တက်ဒီဇိုင်းချင်းသွားလှူဒန်းနေရတယ်သိရတယ်စီးသိရတော့ဟိုကျွန်တော်မှလည်းလက်ခံထားတဲ့အလှူနေတဲ့နေရာမှာအလှူငွေကျန်ကျန်တာတွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ဟိုအလီလွင်းဖြစ်မှာဆိုလို့ပြီးတော့ဒီအသင်းကစပြီးတော့လှူဒန်းကြတဲ့အားလည်းတကယ်ကြီးရောလှူဒန်းနေရလည်းတွေ့ရတော့လာအောင်လှူဖြစ်တာပါ အော်ဟုတ်ကဲ့ဟိုအေတို့လည်းဒါအများကြီးကိုကိုရံနဲ့ကြုံတွေ့ခဲ့ရတယ်ပြီးတော့ပြည်သူတွေလည်းအများကြီးအဲပစ္စည်းထိခိုက်ရဖြစ်တဲ့အတွက်ကြောင့်အရင်ဟိုအစင်မကောင်းဖြစ်ရအဲအားကြောင့်မလို့လဲဟိုကိုတက်နိုင်တလို့ပေါ့နော်ပါဝင်ပြီးတော့လူလန်းနိုင်လည်းအကောင်းဆုံးလုပ်နေပါလေအခုလိုမျိုးအလုံးနိုင်တဲ့ဒီဝိုင်းဝိုင်းကြီးအတင်းကိုလည်းတကယ်ဟိုဂုံဂုံယူမိရပေါ့နော်အဲအားကြောင့်မလို့ဒီမှာလည်းလာလို့ဖြစ်တယ်ဆိုတော့ဟိုအကုန်လုံးကတော့ ခံခံစားရတာပေါ့နော် ဆိုတော့အရန်စိတ်မကောင်းဖြစ်ရပါတယ်ဟုတ်အဲလိုလဲတက်နိုင်တဲ့လေးထပ်ပို့ပြီးတော့လေဒီတစ်ခုလည်းမဟုတ်ဘူးပေါ့အများကြီးတက်နိုင်တဲ့လောက်ထပ်ပြီးတော့လုပ်ပေးသွားဖို့လည်းရှိပါတယ်လို့ပါโอเคဟိုအိမ်တိန်ဖြစ်လာဘူးဆိုတာအများကြီးပေါ့เนาะဆိုတော့ကျွန်တော်စူးစမ်းရတယ်အဲဒီစောက်ခဲ့ရတယ်ပေါ့เนาะအဲ့ဒါလေးရတာဒီငလျင်မှာအကုန်လုံးပါသွားတော့အားလုံးနဲ့ထပ်တူလဲကျွန်တော်ခန်းစားရပါတယ်တကယ်မြေပြင်မှာဆင်းတဲ့ချိန်မှာလဲသူတို့ရဲ့ဟိုတကယ်ဆုံးရှုံးမှုတွေဝမ်းနည်းမှုတွေကိုတကယ် တွေ့ရတော့ကိုကိုယ်တိုင်လည်းမျက်ရည်ကျမိတယ်အဲဆိုတော့ဟိုအကောင်းဆုံးကတော့ဒီပြည်တော်ကြီးမှာပါကျွန်တော်တို့ဟိုငွေရရောလူပါရောစိုက်ထုတ်ပြီးတော့အကောင်းဆုံးဟိုကုညီသွားမယ်အဲ့တော့ဟိုငလျင်ပေးသိမ်းခဲ့တဲ့ပြည်သူတွေအားလုံးလည်းအားတင်းထားပါလို့အားလုံးဟိုကျွန်တော်မြန်မာလူမျိုးချင်းတွေအကုန်လုံးဟိုဘယ်လိုပြောမလဲစာနာစာနာစိတ်တွေနဲ့ဝန်းရံနေကြပါတယ်လို့ပြောချင်ပါတယ်